မွတ်စလင်တွေဟာဆိုရင်အစ္စရယ်ဂျူးဆိုလိုက်တာနဲ့တေလောက်အောင်မုန်တီကြပါတယ်အစ္စရယ်လူမျိုးတွေကိုသူတို့ကယဟူဒီလို့ခေါ်ပါတယ်ဘာကြောင့်သူတို့တွေယဟူဒီတွေကိုမုန်တီကြပါတယ်လဲဒီအကြောင်းအရာတွေကိုဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်သွားပါတယ်ဒါမဲ့အဲ့ဒီခရစ်ယာန်ဘုန်းကြီးစီရဲ့နေ့သုံးပါးတစုဖျားကိုသူဘလို့မှနားမလည်နိုင်ပါဘူးဖျားလို့လည်းပြောတယ်ယေရှုခရစ်တော်လည်းဖျား တရှင်တော်ဝိညာဉ်တော်လည်းဖခင်ဒီ၃ပါးတစုနဲ့ပတ်သက်ပြီးတော့ဘလို့မှနားမလည်နိုင်မှန်ပါတယ်။တင်ချာနေအရာကြည့်မယ်ဆိုရင်တင်နားလည်နိုင်မှာမဟုတ်ပါဘူး။တကယ်တော့ဖခင်ကတင်ချာဂိမ်းကနန်းလို့တင်းနဲ့တစ်ပေါင်းနှစ်တစ်၃ခုပေါင်း၃လို့အဖြေထွက်တာမဟုတ်ပါဘူး။အဲ့ဒီတင်ချာကိုတော့ material လို့ခေါ်တဲ့အရာဝတ္ထုတွေကိုပဲပေါင်းတာပါ။ဖခင်ကတင်ချာနေနဲ့ပေါင်းဆက်လို့မရပါဘူး။ဖခင်သခင်ဒီနာဝိညာဉ်ဖခင်ဖြစ်တယ်။တစ်ဆက်တည်းမှာသူဟာ tower ဖခင်ဖြစ်တယ်။ အစမရှိ အဆုံးမရှိဒီရောက်ကိုယူပဗေဒပညာယ infinity လို့ခေါ်ပါတယ်အဲ့ဒီ infinity နှစ်ခုပေါင်းစပ်မယ်ဆိုရင်1လို့ထွက်ပါတယ် physics တင်ပူရင်တင်နားလဲမှာပါ infinity သုံးခုပေါင်းလိုက်ရင်လည်း1ပဲထွက်ပါတယ် infinity ဆိုတာကတော့အစမရှိအဆုံးမရှိအဲ့ဒီ infinity ဂိမ်းကဏ္ဍကိုပေါင်းမယ်ဆိုရင်အဲ့ဒီ infinity သုံးခုပေါင်းလဲ1ပဲထွက်တယ် infinity နှစ်ခုပေါင်းလဲ1ပဲထွက်တယ်အဲ့လိုပဲဖျားသခင် ဖယားသခင်သည်အစမရှိဘူးအဆုံးမရှိဘူးထာဝရဖယား infinity ဖြစ်တယ်။ထိုနည်း၎င်းယေရှုခရစ်တော်သည်လည်းအစမရှိဘူးအဆုံးမရှိဘူးဟိုးအစကလေးကနေသူရှိနေပြီသားပြီးတော့ယနေ့ထိလည်းအသက်ရှင်နေကဘာအဆက်ဆက်အသက်နဲ့ပြည့်စုံတာယေရှုခရစ်တော်ဖြစ်တယ်။ infinity ဖြစ်တယ်။ဒီနည်းအားဖြင့်ထာဝရဖြစ်တယ်။တရှင်သောဝိညာဉ်တော်လည်းထူနည်း၎င်းပဲအဲ့ဒီ infinity သုံးခုပေါင်းလိုက်ရင် one ပဲထွက်ပါတယ်ဒါ physics တဘောယူပဘေဒတဘောနဲ့နားလည်နိုင်ပါတယ် ဒါပေမဲ့တင်ချာနီးနဲ့သွားတွက်မယ်တင်ချာနီးနဲ့သွားစဉ်းစားမယ်ဆိုရင်တော့အပြေးထွက်မှာမဟုတ်ပါဘူးဒီအခါမှာ Prophet Muhammad ကဒီအရာကိုဘလို့မှသူ့ရဲ့မြန်နဲ့နားမလည်ခဲ့ပါတုံးပတစုနဲ့ပတ်သက်ပြီးတော့အကြုံလုံးတစ်ခုပြောချင်မှာတေးတယ်တုံးပတစုတင်နားလည်ချင်တယ်ဆိုရင် Shamrock နဲ့တင်တိနိုင်ပါလေ Shamrock ဆိုတဲ့အရွက်ကအလွှာ၃လွှာပါပါတယ်ဒါပေမဲ့၃ရွက်ဖြစ်မသွားဘဲနဲ့တရွက်တည်းဖြစ်နေပြန်ပါတယ်နောက်ထပ်တနည်းအနေနဲ့ကြက်ဥနဲ့လည်းတင် နားလည်နိုင်ပါသေးတယ်ကြက်ဥမှာအခွန်ရှိတယ်အကာရှိတယ်အနှစ်ရှိတယ်ဒါပေမဲ့အဲ့ဒီသုံးခုဟာကြက်ဥတစ်လုံးပဲဖြစ်ပါတယ်ဒါကိုနားလည်ဖို့ရန်အတွက်တင်တင်ချာကိန်းကဏ္ဍနဲ့မဟုတ်ဘဲနဲ့ physics နဲ့ခုနကျွန်တော်ပြောတဲ့ ਨੇ infinity တွေကို infinity သုံးခုပေါင်းရင်1ပဲထွက်ပါတယ် infinity လေးခုပေါင်းလဲ1ပဲထွက်ပါတယ်ဒါဟာ physics ရဲ့သဘောတရားယူပဗေဒဖရာသခင်ဒီနံဝိငင်ဖြစ်တယ် material ပစ္စည်းတွေ material တွေကိုပေါင်းတယ်လို့တင်ချပေါင်းတယ်လို့ဖျားတွေပေါင်းဆက်လို့မရပါဘူးယူပဘေဒာအနည်းအရာ ကြီးမှပဲတင်အမြင့်မှန်ရပါလိမ့်မယ် Prophet Muhammad ကဒီအရာကိုတော့သူလုံးဝနားမလဲပါဘူးဒီအခါမှာအသက်ရှင်တဲ့ဖျားသခင်ထာဝရဖျားကိုတော့သူယုံကြည်တယ်ယေရှုခရစ်တော်လည်းသူလေးစားတယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုတမန်တော်အနေနဲ့သူမှတ်ယူပလိုက်ပါတယ်အဲ့လိုပဲသူတွင်တင်ပါတယ်ဒီလိုကနေပြီးတော့သူဟာဆိုရင် အာအိမ်ထောင်ပြုတ်ပါတယ်အိမ်ထောင်ပြုတ်ပြီးတဲ့အခါမှာဆိုဒီအာရေဗျမှာရှိတဲ့မာကာမြို့ကိုသူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်အဲ့ဒီမာကာမြို့မှာပဲသူအိမ်မက်မက်တယ်လို့ပြောပါတယ်အဲ့ဒီအိမ်မက်ထဲမှာကောင်းကင်တပန်တပါးကနေပြီးတော့သူ့ကိုဖျားရဲ့ prophet အနေနဲ့သူ့ကိုလည်းရွေးချယ်ထားကြောင်းသူဟာလည်းဖျားရဲ့ prophet ဖြစ်ကြောင်းသူစတင်ပြီးတော့ပြောလာပါတယ်သူစတင်ပြောတဲ့အချိန်မှာသူ့ကိုဘယ်သူမှအယုံကြည်မရှိကြပါဘူးဒီလိုကနေပြီးတော့သူတဖြည်းဖြည်းနဲ့ ဒီယေရှုခရစ်တော်အကြောင်းကိုလည်းသူသိတယ်လို့ယေရှုခရစ်တော်ရဲ့တမန်တော်တွေဖြစ်တဲ့အာရှင်ပေါလုကိုလည်းသိပါတယ်အဲ့ဒီရှင်ပေါလုကနောက်ဆုံးတမန်တော်ဖြစ်တယ်အဲ့ဒီရှင်ပေါလုရဲ့နောက်ဆုံးတမန်တော်နေရာမှာမူဟာမက်ဟာသူ့ကိုယ်သူနောက်ဆုံးတမန်တော်အနေနဲ့နေရာယူခဲ့ပါတယ်ဒါကြောင့်တင်တတိထားမိလားမသိဘူးမွတ်စလင်တွေက ရှင်ပေါလုကိုတိုက်ခိုက်တတ်ပါတယ်ရှင်ပေါလုထဲ့တဲ့ဂျင်းနော်ခရစ်ယာန်တွေကိုအဲ့လိုမျိုးပြောတတ်ပါတယ်တကယ်တော့အဲ့ဒီနောက်ဆုံးတမန်တော်ဖြစ်တဲ့ရှင်ပေါလုရဲ့နေရာ မှာမူဟာမက်ကအစာထုတ်ခြင်းလို့ဖြစ်ပါတယ် ဒီလိုနဲ့ဆက်လက်ပြီးတော့သူဟာအာတရားကျင့်ပါတယ်မြန်မာလူနားလည်းအောင်ပြောရမယ်ဆိုရင်သူကတရားကျင့်တယ် meditation ပေါ့နော်အင်္ဂလိပ်လိုကြလို့ meditation သူလုပ်တယ်ယေရှုခရစ်တော်ရပ်ပေါင်း40တောထဲမှာအစာရှောင်တကယ့်တော့သူကလည်းစတင်ပြီးတော့အခုအောင်းလာတယ်စတင်ပြီးတော့နော်အာ meditation လုပ်တယ်စတင်ပြီးတော့ဒီလိုနဲ့လူရင်းတူရှင်းပြောရမယ်ဆိုရင်သူဟာလည်းအမ်ဘာတာရေးဖက်ကိုသူရောက်ရှိလာပါတယ်ကုန်တေဘဝနေဘာသာရေးတမဘဝကိုသူရောက်ရှိလာပါတယ် ဒါနဲ့ဆက်ပြီးတော့ သူဆက်ပြောပါတယ်သူ့ကိုတဲ့တရက်မှာသူဆက်ပြီးတော့အိမ်မက်မှတ်ပါတယ်တဲ့အဲ့ဒီအိမ်မက်ကတော့သူဟာနန်းတော်တစ်ခုရှိအောင်သူရောက်သွားတယ်အဲ့ဒီနန်းတော်ကကောင်းကင်နိုင်ငံလားဘယ်နေရာလဲတော့တေချာမသိဘူးတဲ့အဲ့ဒီနေရာကိုမွတ်စလင်တွေကဂျေရုဆလင်လို့မှတ်ယူကြပါတယ်ဒါကြောင့်ဂျေရုဆလင်မှာမွတ်စလင်တွေရဲ့တတိယမြောက်အရေးကြီးဆုံးနေရာဖြစ်တယ်နံပါတ်1ကတော့သူမူဟာမက်နေထိုင်တဲ့မာကာကနံပါတ်1ဖြစ်တယ်နံပါတ်2မဒီနာ သူရွှေ့ပြောင်းသွားတယ်အဲအဲ့ဒီမကာမှာပြဿနာတွေဖြစ်တယ်အဲနောက်ပိုင်းသူတရားဟောရင်တရားဟောရင်တချို့အာရဗ်တွေကသူ့ကိုယုံကြည်လာကြတယ်သူဟောတဲ့တရားတွေကိုစယုံလာတယ်အဲ့ဒီယုံလာတဲ့သူတွေ ਨੇ အဲအဲ့ဒီမကာမြုတ်ခံမှာမကာမြုတ်ခံလူတွေ ਨੇ ပြဿနာတက်ကြတယ်ဒီလိုခါနေမကာမြုတ်ကနေတဆင့်မာတီနာမြုတ်ကိုသူပြောင်းရွှေ့ခဲ့တယ်အဲ့ဒီမာတီနာမြုတ်ဟာမွတ်စလင်တွေအတွက်ဒုတိယအရေးပါဆုံးနေရာဖြစ်တယ်အခုပြောတဲ့တတိယ ဂျေရုဆလင်ကိုလည်းမွတ်စလင်တွေကအထွတ်မြတ်ထားတယ်။ဘာကြောင့်လဲဆိုတော့ပရောဖက်မူဟာမက်ရဲ့အိမ်မက်ထဲမှာရောက်သွားတဲ့မြို့တော်ဟာဂျေရုဆလင်ဖြစ်နိုင်တယ်လို့သူတို့ခန့်မှန်းကြလို့ပါ။အဲ့ဒီအိမ်မက်ထဲမှာအဲ့ဒီလမ်းတော်ကြီးထဲမှာမူဟာမက်ဟာပထမဆုံးလူသားဖြစ်တဲ့အာဒာနဲ့သူဆုံခဲ့တယ်လို့ပြောပါတယ်။နောက်ပြီးတော့မောရှေသူတို့အာရဗ်စကားနဲ့ဆိုမူဆာလို့သူဘာသာပြန်ထားတယ်။မောရှေနဲ့လည်းငါတွေ့ခဲ့တယ်လို့ပြောပါတယ်။ပြီးတော့အာဗြဟံနဲ့လည်းတွေ့တယ်။ ပြီးတော့ဂျောဆပ်ယောသတ်နဲ့လည်းငါတွေ့တယ်ပြီးတော့ယေရှုခရစ်တော်နဲ့တောင်ငါတွေ့တယ်အဲ့ဒီယေရှုခရစ်တော်တော့မွတ်စလင်ကအီစာလို့ခေါ်တယ်တမန်တော်အီစာလို့ခေါ်ကြတယ်တမန်တော်လို့သူတို့သတ်မှတ်ပလိုက်တာပေါ့ဆိုတော့သူတို့ဒီလူတွေနဲ့လည်းငါစုံခဲ့တယ်ဆိုပြီးတော့သူပြောပါတယ်ပြီးတော့ဘုထုစာနာကဖယားသခင်နဲ့ပါကတွေ့ခဲ့တယ်လို့သူပြောလာပါတယ်။ဒါနဲ့ဖယားသခင်ကနေပြီးတော့မင်းနဲ့မင်းနောက်လိုက်တွေကတနေ့ကိုအချိန်90ဖယားရှိခိုးရမယ်လို့ပြောခဲ့တယ်တဲ့။ ဒါနဲ့အတူပြန်ထွက်တဲ့အချိန်မှာမောရှိတနည်းအားဖြင့်မွတ်စလင်ကခေါ်တဲ့မူဆာကနေပြီးတော့များလုံးနဲ့တနည်းကိုအချိန်90တောင်ဘုရားရှိခိုးခိုင်းတာများတယ်လို့ပြန်ပြောလိုက်ပါတဲ့ဒါနဲ့မိုဟာမက်ကနေပြီးတော့ဘုရားစီမှာများလုံးတနည်းအားဖြင့်အာဒန်နဲ့အေဝါကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်ကဘာမြကြီးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင်ကိုစတင်ပြီးတော့ကူးကွယ်တာဣသရေလလူမျိုးတွေဂျူးလူမျိုးတွေဖြစ်တယ်ဂျူးလူမျိုးတွေကတစ်စက်ခရိယံဘာသာဆင်းသက်လာတယ်ခရိယံမူရင်းတော့မဟုတ်ပါဘူးဝန်ခံပါတယ် ခရိယန်ဟာဂျူးကနေတဆင်ဆင်းသက်လာတဲ့ဘာသာဖြစ်တယ်ဂျူးတွေနဲ့ Israel sorry ဂျူးဘာသာနဲ့ခရိယန်ဘာသာဘယ်မှာကွဲလဲဆိုတော့ဂျူးတွေကကြတော့သူတို့ကျမ်းစာမှာပါတဲ့မေရှိယကိုအခုထိစောင့်နေတော့မှာဖယားသခင်ကဂတိပေးထားပါတယ်သူတို့ကိုကယ်တင်မယ်ကယ်တင်ရှင်ကိုဆယ်လွတ်မယ်အဲ့ဒီကယ်တင်ရှင်ဟာဆိုရင်နာကျင်စွာထိုးခြင်းနှိမ့်ဆက်ခြင်းတွေခံရမယ်လို့ဟေဘရူးကျမ်းစာမှာဣသရေလရဲ့ကျမ်းစာမှာပါပါတယ်ဒါမဲ့အဲ့ဒီဣသရေလကျမ်းစာကိုဣသရေလလူမျိုးတွေဖတ်တယ် တကယ်ပဲယေရှုခရစ်တော်ဟာမက်ရှိယကြွလာပါတယ်ဒီလောကထဲမှာယေရှုခရစ်တော်ဟာကျွန်တော်တို့လူသားအလုံးကိုအပြစ်ကနေကယ်တင်ပေးဖို့ရန်အတွက်ဒီလောကမှာဆင်းကြွလာတယ်မိတ်ဆွေတင့်ရဲ့အပြစ်တွေအလုံးတွေယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်းပေါ်မှာပေးဆက်အသေးခံပြီးတော့ငရဲကနေကယ်တင်ပေးခဲ့ပါတယ်ဒါပေမဲ့ Israel လူမျိုးတွေနဲ့ယေရှုခရစ်တော်နဲ့စတင်လွဲသွားတဲ့အချက်က Israel လူမျိုးတွေကအဲ့ဒီချိန်မှာလေနိုင်ငံပျောက်နေတာပါ အစ္စရဲလူမျိုးတွေကအများအားလူလို့အာသူများ empire အောက်ကိုရောက်ရောက်သွားတဲ့အတွက်နိုင်ငံပျောက်ပျောက်သွားပါတယ်ဒီအခါမှာငါတို့ကိုနိုင်ငံပြန်ထောင်ပေးမဲ့သူရောမ empire အောက်ကနေငါတို့ကိုကယ်တင်မဲ့သူမေရှိယကျွာလာပါလို့သူတို့ထင်တာပါမေရှိယကယ်တင်ရှင်လို့ပြောတဲ့အခါမှာအပင်ကြီးနေကယ်တင်ခြင်းကိုမမြင်တော့ပဲနဲ့ရောမ empire အောက်ကနေကယ်တင်ပေးမဲ့ကယ်တင်ရှင်ဆိုပြီးတော့သူတို့ဟာလောကီနိုင်ငံရေးနဲ့ နိုင်ငံရေးနဲ့ဘာသာရေးရှုပ်ထွေးသွားတာပါနိုင်ငံရေးနဲ့ဘာသာရေးရောတော့အမြင်တွေဝေဝါးသွားတတ်တယ်မိတ်ဆွေဒါကြောင့်ဒီအစ္စရဲလူမျိုးတွေဟာမေရှိယတယောက်လုံးကြွလာတော့ကြရလေအဲ့ဒီမေရှိယနဲ့သူတို့လွဲချော်ခဲ့တယ်ဒီနေ့ဒီအချိန်ထိအစ္စရဲတွေဟာမေရှိယကြွလာဖို့ဆုတောင်းနေတော့မှာ ဖျားသခင်ဆယ်လို့မဲ့မရှိရဘဲတော့ကြွလာမလဲကေတင်ရှင်ပဲရှိရကြွလာပါဆိုပြီးတော့အခုချိန်မှာတို့အာဖျားเจ้าတော့မရှိတော့ဘူးဖျားเจ้าလည်းအဖြူခံလိုက်ရတယ်ဖျားเจ้าရဲ့အုတ်နိုင်ရတစ်ချက်စာပဲကြံ့တယ်အဲ့ဒီနိုင်ရမှာခေါင်းယူတိုက်ပြီးတော့အမြဲတမ်းမရှိရကြွပါကြွပါလို့တို့အမြဲတမ်းဆုတောင်းပါတယ်တကယ်တော့မရှိရကြွလာပြီးတော့ပါပြီကြွလာပြီးတော့ရှင်ပြန်ထမြောက်နေပါပြီအဲ့ဒီရှင်ပြန်ထမြောက်တဲ့ဖျားကယနေ့ချိန်မှာကျွန်တော်ကိုလည်းတေဘဲကနေကျမ်းမာဆဲခဲ့ပါပြီစာမတက်ပေမတက်ဖြစ်တဲ့ကျွန်တော်ကိုလည်း ဆယ်တာအောင်ဆယ်တာအဲ့ဒီယေရှုခရစ်တော်ပါမေရှိယပါဒါပေမဲ့အစ္စရဲလူမျိုးတွေအဲ့ဒါကိုမမြင်ခဲ့ပါဒါကြောင့်သူတို့ကခရစ်တော်ကိုလက်မခံဘူးဒါပေမဲ့အာဓမ္မဟောင်းလို့ခေါ်တယ်နော်ဓမ္မဟောင်းကျမ်းထဲမှာဓမ္မဟောင်းမှာပါတဲ့အကြောင်းအရာတွေအကုန်လုံးကအစ္စရဲလူလက်ခံတယ်အစ္စရဲကနေတဆင့်ဂျူးဘာသာကနေတဆင့်ခရစ်ယာန်ဘာသာဆင်းသက်လာတယ်အဲ့ဒီခရစ်ယာန်ဘာသာကိုဘယ်သူကလေ့လာခဲ့လဲဆိုတော့မိုဟာမက်ကနေစလေ့လာတယ်အဲ့ဒီမိုဟာမက်ကနေခရစ်ယာန်ဘာသာ အကြောင်းသူအရင်သိပါတယ် ယေရှုခရစ်တော်နောက်တစ်ကြိမ်ဒီလောကမှာပြန်ကြွလာမယ်ဆိုတာကိုလည်းသူသိပါတယ်အဲ့ဒီခါမှာသူဗာပြောလေဆိုတော့ဒီနော်ဣသာတမန်တော်ဣသာဟာဒီလောကကိုပြန်ကြွလာအောင်မယ်ပြီးတော့ခရစ်ယာန်တွေကိုတရားဟောလိုက်မယ်တဲ့ငါဟာဖယားမဟုတ်ဘူးဟဲ့အလားအလားအရှင်မြတ်တပါးဒီတာဖယားဟဲ့သူ့ပဲကိုခွဲကြဟဲ့ဆိုပြီးဟောမယ်လို့သူနော်အကော်ပီယူတယ် copy ဆိုတော့ direct copy မဟုတ်ပဲね reference လို့ပြောရင်ပုံမှန်လိမ့်မယ် copy နဲ့ reference မတူဘူးပေါ့เนาะ reference ဆိုတာမြည်ပြန်မြည်ငန်းထား ခရိယန်ဘာသာရဲ့ကျမ်းစာကိုမြင့်ညမ်းပြီးတော့မိုဟာမက်ဟာဘာသာအစ်စ်တကူသူတည်ထောင်ခဲ့တာဖြစ်တယ်။ဆိုတော့သူ့ရဲ့အယူဝါဒကိုဘယ်သူတွေကလက်ခံလဲဆိုတော့သူနဲ့မျိုးနွယ်တူတဲ့အာရဗ်လူမျိုးတွေကလက်ခံကြတယ်။အာရဗ်တွေဟာအဲ့ဒီချိန်မှာမွတ်စလင်တွေစပစ်လာတယ်။ဒါပေမဲ့ဒီဖက်မှာရှိတဲ့ဂျူးလူမျိုးတွေကဟားတိုက်တယ်အဲ့ဒါ။ဟာဟာဟာဆိုပြီးတော့ပေါ့နော်သူတို့ဟားတိုက်တယ်လုံးဝကိုဘလို့မှလက်မခံနိုင်ဘူး။အဲ့ဒီချိန်မှာမိုဟာမက်ကစတင်ပြီးတော့အစ္စရဲလ်တွေကိုအယံမုန်းပြီးတယ်။ ယခုဒီတွေဆိုပြီးတော့အရှမ်းကိုခါခါတီတီစပြီးတော့မုံတိပါလေတချို့ကိုသူကနော်သူ့ကိုစန့်ကျင်တဲ့သူတွေကိုသူသူအဲ့ဒီနေမီတွေမခါမခါနဲ့မဒီနာကိုလည်းသူပြန်စုဖို့သူစ조사တယ်နိုင်ငံရေးဖက်လည်းသူပြန်လုပ်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမဒီနာမှာရှိတဲ့သူတွေသူ့ကိုတရားစီရင်ပိုင်ခွင့်တွေပေးတယ်ငါတို့အုပ်ချုပ်ပေးပါတရားစီရင်ခွင့်တွေစစသဖြင့်ပေါ့နော်အဲ့ဒီလူမျိုးစုတွေကအဲ့ဒီအခွင့်အာဏာကိုပေးလာတဲ့အတွက်ပြောရမယ်ဆိုရင်သူကနိုင်ငံတကာနိုင်ငံရဲ့ဘယင်ကဲ့သို့သူဖြစ်လာတယ် အဲ့ဒီမျိုးနွယ်စုတွေရဲ့ဥဆောင်တဲ့သူတယောက်ဖြစ်လာတယ်အဲ့ဒီခါမှာအဲ့ဒီဒေတာမှာရှိတဲ့သူတွေဂျူးတွေကိုသူစတင်ဖိနှိပ်နေဂျူးတွေကဘာကြောက်လဲဆိုသူပြောတာလုံးဝအလက်မခံဘူးငါဟာနော်ဖယားတခင်ရတမန်တော်ငါ့ဖယားကဆေလွတ်ထားတာကွာငါအိမ်မက်နေမက်တယ်ကွာလို့သူဘလောက်ပဲဟောဟောဂျူးတွေလုံးဝအလက်မခံပါနော်ဂျူးတွေကမေရှိယဖြစ်တဲ့ယေရှုခရစ်တော်တောင်လက်မခံတာအိုးမေရှိယတဲ့ဟူး တော့နှစ်ပေါင်း900 600လောက်နောက်ကျပြီးမှပေါ်လာတဲ့ prophet မူဟာမက်ကိုဘယ်လိုလုပ်ဣသရေလတွေကလက်ခံမတော့ယေရှုကိုတောင်လက်မခံတဲ့သူကမူဟာမက်ကိုလက်ခံဖို့ဆိုဘယ်လိုမှမဖြစ်နိုင်ဒါပေမဲ့မူဟာမက်ကသူ့လက်ခံစေခြင်းတယ်တမန်တော်အနေနဲ့သူ့လင်းစားစေခြင်းတယ်ပြီးတော့သူပြောတာတွေကိုယုံစေခြင်းတယ်ဣသရေလတွေမယုံနိုင်ပြီးတော့ prophet မူဟာမက်ကအာရဗ်စကားနဲ့ဒီတမန်ကျမ်းစာနဲ့တူညီတဲ့အရာတွေအာဒန်နဲ့အေဝါတွေကိုလည်းသူတို့အာရဗစ်စကားနဲ့သူဘာသာပြန်ခဲ့တယ် ဆိုတော့ပြီးတော့အဲ့ဒီကျမ်းစာကိုလည်းကောင်းကင်ပေါ်ကနေကြလာတဲ့ကျမ်းပါလို့သူဆက်ပြောပါတယ်ဒါဘလို့မှမဖြစ်နိုင်ပါဘူးခရိယန်တမန်ကျမ်းစာလည်းကောင်းကင်ပေါ်နေမကြလာပါဘူးယုတ်တိမရှိတဲ့စကားဖြစ်တယ်အဲဟေဘရူးဘာကျမ်းစာလည်းနော်ဒီကောင်းကင်နေကြလာတာမဟုတ်ပါဘူးဖျားသခင်ရဲ့တမန်ကျမ်းစာပါမှန်ပါတယ်တို့တော်ဖျားသခင်ကကောင်းကင်နေရော့အင်းဆိုပြီးတော့ပြစ်ချတာမဟုတ်ဘူးလူကိုအတုံးပြုတ်တာဖြစ်တယ် လူကိုတန်ရှင်တော်ဝိငင်တော်ကနော်ဦးစီးဦးဆောင်ပြီးတော့တန်ရှင်တော်ဝိငင်တော်နဲ့ပြည့်ဝပြီးတော့တမန်ကျမ်းစာကို ရေးသားတာဖြစ်တယ်။ဖျားသခင်ကနန်ဝိငင်ဖျားဖြစ်တယ်။လူကိုအသုံးပြုပြီးတော့အာဒီတမန်ကျမ်းစာကိုရေးသားခဲ့တာဖြစ်တယ်။ယေရှုခရစ်တော်ကလည်းဒီအာကျွန်တော်တင်နေတဲ့အသင်းတော်ခုနှစ်ပါးဆိုရင်လေယေရှုခရစ်တော်ကယောအင်ယောအင်ဆိုပြီးတော့ကောင်းကင်ကနေစာတွေချမပေးပါဘူးအသင်းတော်ခုနှစ်ပါး။တမန်တော်ရှင်ယောဟန်ကိုအ ုံးပြုခြင်းအပြင်စာရေးသားပေးပို့တာဖြစ်တယ်။တမန်ကျန်းစာဟာဆိုရင်ဖျားသခင်ဗစ်တိတ်ထားတဲ့ဖျားလူတွေကိုတန်ရှင်းသောဝိညာဉ်တော်ကဥဆောင်ပြီးတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့မအစာခြင်းတန်ရှင်းသောဝိညာဉ်တော်အပြင်သူတို့တွေကျန်းစာရေးထားတာပါ။ကျန်းစာဆိုတာကောင်းကင်ပေါ်နေကြလာတဲ့အရာမဟုတ်ပါဘူး။ ဒါပေမဲ့မိုဟာမက်ကကြတော့ဒီကျမ်းစာဟာအလာရှင်မျက်စိရနေငါတိုက်ရိုက်ရတာဖြစ်တယ်เนาะဒီအရာကိုယုံကြည်ရမယ်စသဖြင့်ပြောတဲ့အခါမှာအစ္စရဲတွေအတွက်ယုတ်တိမရှိဘူးလေเนาะဒီထာဝရဘုရားအသက်ရှင်တဲ့ဘုရားသခင်ကိုစောက်ကိုးကွယ်တဲ့အစ္စရဲတွေတောင်မှကောင်းကင်နေကြတာမဟုတ်ဘူးအမောရှေအဓိကဒီအကဘာရဲ့အစပိုင်းအရှိကျမ်း၅ဆောင်ကိုရေးတာမောရှေ မောရှေရှိမယ်ဟေရှာယရှိမယ်ပြီးတော့ဆာလံကျန်းဆိုနာမည်ကြီးဆာလံကျန်းဆိုသူတို့ရဲ့ဘယင်ဖြစ်တဲ့ David King David ဒါဝိမင်းကြီးနေရေးသားခဲ့တယ်ဆိုတော့သူတို့မှာနော်ကျန်းစာဆိုတော့ကောင်းကင်ကနေမကြလာဘူးဆိုတော့လေသူတို့ငားလေပြီးသားဝိငင်တော်အားဖြင့်ပဲဖြစ်လာတဲ့ကျန်းစာဆိုတော့သူတို့ငားလေပြီးသားအဲ့ဒီခါမှာမိုဟာမက်ကအဒီအရာတွေကိုအတင်းတွတ်သွင်းခြင်းတယ်ဒါပေမဲ့အစ္စရေလတွေကလည်းလုံးဝလက်မခံဘူးအဲ့ဒီခါမှာမိုဟာမက်ကနေစမုန်းတယ်သူတို့ကယဟူဒီတွေယဟူဒီတွေ ီလိုနဲ့မိုဟာမက်ကဦးဆောင်ပြီးတော့မွတ်စလင်တွေဟာဆိုရင်အာဂျူးတို့ရဲ့တမိုင်းကိုလည်းမှောက်လန်ကြပါတယ်ဂျူးတို့ရဲ့တမိုင်းအမှန်လေးကိုအရင်ပြောပြခြင်းနဲ့ဂျူးတွေကအာဗြဟံအဖင်ဆင်းသက်လာတယ်အာဗြဟံရဲ့သားအီဇက်အီဇက်ရဲ့သားကယာကုပ်ဖြစ်တယ်ယာကုပ်မှာယာကုပ်ဆိုတဲ့နာမည်ကလိန်လေချင်းလို့အဓိပ္ပာယ်ရတယ်ဆိုတော့ဘုရားသခင်ကသူ့နာမည်ပြောင်းပေးလိုက်တယ်ယာကုပ်အစားဣသရေလဆိုပြီးနာမည်ပြောင်းလိုက်တယ် ဆိုတော့ယာကုပ်ခေါ်ဣသရေလကတာ12ယောက်မွေးတယ်ဆိုတော့အဲ့ဒီတာ12ယောက်ကအဲ့ဒါဣသရေလမျိုးနွယ်12မျိုးဖြစ်တယ်ဟုတ်ဘူးယာကုပ်ရဲ့နာမည်ကဣသရေလဣသရေလနဲ့မွေးလာတဲ့12ယောက်ကအဲ့ဒါဣသရေလမျိုးနွယ်12မျိုးဖြစ်တယ်မြန်မာနိုင်ငံမှာဆိုရင်ရှမ်းချင်းကချင်းကရင်စသဖြင့်မျိုးနွယ်တွေ꿰တယ်လို့ဣသရေလမှာအာမျိုးနွယ်စု12မျိုးရှိတာဖြစ်တယ်တကယ် ဲဒါဆိုရင်မွတ်စလင်တွေကအစ္စရေလကိုဘာကြောင့်မုန်းတီးလဲဆိုတာသိသွားပြီလို့ယုံကြည်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်။